ဒီနေ့ခေတ်မှာ AI ကတော်တော်လေးကြမ်းလာအောင်တွေ့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီ publicity ကနေပြီးတော့ထုတ်ထားတယ် COMI ဒီ comment browser ဆိုတာလည်းတော်လေးကိုမိုက်တယ်မင်းညာဆိုလို့ရှိရင်ကျွန်တော်ဒီ browser ကိုစမ်းသုံးကြည့်ဖို့အတွက်ဆိုလို့ရှိရင်အဲဆိုကျွန်တော် waiting list တင်ရတယ်ပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ publicity AI ကို pro version သုံးလိုက်မယ်ဆိုလို့ရှိရင်ဒီ browser ကိုသုံးလို့ရတယ်ကိုက pro version တစ်ခုဝယ်လိုက်တာနဲ့ invitation ကသူက၃ခုလောက်တော့အနည်းဆုံးမျှလို့ရတယ် ဒီလိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ကျွန်တော်တို့ဒီ browser ဆောင်းသုံးနေတယ်ဆိုလို့ရှိရင်ဒီ imitation link လေးကျွန်တော်ချပေးလို့ရတယ်ကျွန်တော်ရဲ့ messenger မှာလာပြီးတော့ပြောပေးလို့ရတယ်ဆိုတော့ဒါတော့တစ်ပိုင်းပေါ့နော်ဒီနေ့ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AI နည်းပညာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် update တွေအများကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က resource ကခိုင်းမှာမို့လို့ရတယ် နောက်တစ်ခုက update ဖြစ်တဲ့သတင်းတွေကျွန်တော်တို့ရှာဖို့လိုတယ် DVG နဲ့မိတ်ဆွေရောအဲ့ update ဖြစ်နေတဲ့သတင်းတွေကိုဘေးရရှာလဲပေါ့နော်ကျွန်တော်ကတော့ဒီ publicity ကိုသုံးရင်းနဲ့အဲ့မှာ discovery ဆိုတာရှိတယ်အဲ့ဒီမှာမှာကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ sport လား entertainment လားဒါမှမဟုတ်ရှင် touch လား touch နဲ့ပတ်သက်တဲ့အကြောင်းအရာလား discovery ထဲမှာအများကြီးလည်လာလို့ရတယ်ဒီတော့ဒီလိုကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်